ုံလေးတစ်ခုကြောင့်လူအယောက်241ယောက်လုံးကွယ်လွန်ခဲ့ရတဲ့အကြောင်းထွက်ပေါ်လာခဲ့တဲ့အိန္ဒိယလေယာဉ်မတော်တဆဖြစ်ရက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် MCL Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဇလန်စနေရနေ့မှာအိန္ဒိယလေယာဉ်မတော်တဆဖြစ်ရတာဖြစ်ပွားခဲ့ပြီးတော့တကယ်ပါလုံးကိုထိတ်လန့်တုံလို့စီခဲ့ပါတယ်ပြန်တမ်းမှုအမှတ်စဉ် A171 လေယာဉ်က ပြန်တက်ပြီးစက္ကန့်ပိုင်းအကြာမှာပဲလေဆိပ်အနီးလူနေအိမ်ကြီးတွေရှိတဲ့နေရာကိုဖျက်ချသွားခဲ့ခြင်းဖြစ်ပြီးတော့လေယာဉ်ပေါ်မှာလူပေါင်း242ယောက်လိုက်ပါသွားတယ်လို့အဲအိန္ဒိယသတင်းထုတ်ပြန်ပါတယ်။အဲအိန္ဒိယဘက်ကသူတို့လေကြောင်းလိုင်းကအခုလိုဖျက်သွားတဲ့အတွက်အနုအညွတ်ကို တောင်းပန်ချခဲ့တာပါ။ဒါပေမဲ့လည်းတစ်ဖက်လူအယောက်242ယောက်လုံးကွယ်လွန်သွားရတဲ့အဖြစ်ကခြေခွဲဝမ်းနည်းစရာကောင်းပါတယ်။မိသားစုဝင်တွေကပူဆွေးနေတဲ့အချိန်မှာလေယာဉ်ကိုသာအပြစ်တင်နေကြတာဖြစ်ပါတယ်။ ။လေရင်ကလေစိတ်ကနေကောင်းကင်ကိုပြန်တက်ပြီးမိနစ်ပိုင်းအတွင်းမှာထိုးကြပြီးတော့မတော်တဆဖြစ်သွားခဲ့ရပါ။ဒါကြောင့်မို့ဘာလို့များအခုလိုဖြစ်ရတာလဲဆိုပြီးတော့မိကုန်းထုတ်စရာတွေဖြစ်နေခဲ့ပါတယ်။လေချောင်းလိုင်းဘက်ကနေလည်းဘာကြောင့်အခုလိုဖြစ်လဲဆိုတာကိုရှာဖွေနေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာလေရင်မှာတက်ဆင်ထားတဲ့ဘလက်ဘောက်နှလုံးတွေကတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ ဒါအပြင်လေရင်ပြကြရတဲ့အကြောင်းရင်းတချို့ပါထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Air India 171 flight ကနဦး report ထွက်လာတာပါ။သို့သောဒါ speculation ပါလို့လည်းပြောနေကြတယ်။လေရင်ပိုင်းနဲ့နားလေသူတွေကတော့တဆင့်ပြန်သိရတာဖြစ်ပါတယ်။ လေယာဉ်မတော်တဆဖြစ်ဖို့ဆိုရင်တော့အင်ဂျင်နှလုံးဆက်အချိန်ကျသွားနိုင်တဲ့အကြောင်းရင်းကြောင့်လည်းဖြစ်ပါရယ်။အိန္ဒိယလေယာဉ်မှာအင်ဂျင်ရပ်ဖို့အကြောင်းအရာကအတိအကျမဟုတ်ဘူးဆိုပေမဲ့လေယာဉ်တက်ရမဲ့ပါဝါအနည်းဆုံးဖြစ်တဲ့အချိန်တွေဖြစ်ပွားခဲ့တာလို့ပြောဆိုနေကြတာဖြစ်ပါရယ်။ထွက်လာတဲ့ report မှာလေယာဉ်စီးအတက်မှာ sink ဖြစ်စေတဲ့အကြောင်းကတော့ လင်းရင်အထက်မှာရှိရမဲ့ power မရှိပဲဆင်းသွားတာလို့သတင်းတွေထွက်လာခဲ့တာပါ။ဘာကြောင့်လင်းရင်ပြန်တက်ဖို့ power ကအလုံးလောက်မရှိရတာလဲဆိုရင်တော့ခုံတခုံကြောင့်ဖြစ်ခဲ့ရလို့ဆိုကြပါတယ်။အရိခုံကတော့ key theory ရဲ့ထိုင်ကုံမဟုတ်ပဲ captain ရဲ့ထိုင်ကုံကြောင့်ဖြစ်ပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့ captain ထိုင်တဲ့ခုံရဲ့ရှင်းအောင်ရွေးရဲ့ lock ကကျိုးသွားတာကြောင့်လို့ယူဆနေကြတာဖြစ်ပါတယ်။ စားထွက်တဲ့အချိန်မှာလရင်အတက်ပါဝါထိုးပြီးတော့အပေါ်ဆွဲတင်တဲ့အခါခုံကနောက်ဘက်ကိုရှော်သွားပါတယ်။နောက်ရှော်သွားတာနဲ့ဆိုသလိုကပတိန်ရဲ့လရင်ပါဝါပေါ်တင်ထားတဲ့လက်ကပါဝါဟန်ဒယ်စ်ကိုဆွဲလိုက်တယ်လို့ဖြစ်သွားနိုင်တာပါ။ဒါကြောင့်မို့အင်ဂျင်ပါဝါအမြင့်တင်လို့မရတော့ဘဲနဲ့အင်ဂျင်ပါဝါဟာအနည်းဆုံးအောက်ကိုရောက်သွားတာလို့ဖော်ပြထားပါတယ်။လရင်တက်ဆမှာပဲအဲဒီလိုဖြစ်သွားတာနဲ့ဒူးလရင်မူကပြန်ထိုးဖို့ကြိုးစားပေမဲ့ လုံးဝကိုထိန်းချုပ်လို့မရတော့သလိုလေရင်အင်ဂျင်ကတက်မလာတော့ဘူးလို့ဆိုပါတယ်။ဒါကြောင့်မို့စားထွက်ပြီးမိနစ်ပိုင်းမှာ လေရင်ကထိုးချသွားခဲ့တာပါ။ ကျင်းချလို့မရတော့တဲ့အချိန်မှာလေရင်မှုကလေစိတ်မှာရှိတဲ့သူတွေကိုအကြောင်းကြားထားခဲ့ပါတယ်။ဒါအပြင်နောက်ထပ်တစ်ခုကတော့အဲဒီခုံကအက်ဆီဒန့်မဖြစ်ခင်စတရက်အလိုမှာရှေးနောက်ရွှေရခက်ခဲရဆိုတဲ့ match record ရှိထားတယ်လို့သိရပါတယ်။ match ပေးထားတာကိုဂယုမဆိုင်ပဲနဲ့မပြင်းမဲနဲ့ထွက်ခွာလိုက်တယ်လို့သတင်းအရယူဆနိုင်ပါတယ်။ပရိသတ်စီနေနဲ့ကအိန္ဒိယလေရင်ကခုံလေးတစ်ခုံကြောင့်မတော်တဆဖြစ်သွားရတယ်ဆိုတာ ရေးသားကြီးရောဘလို့ထင်လဲကောမလေးရမရေးခဲ့ပေးပါအောင်အဆုံးထိရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်